်နေဖီအားနေရဝန်အခြေအနေအတိပေးချက်9က2025 1389ခုကစုံလပြည့်ကျော်9ရက်2025ခုနှစ်မေလ20ရက်တလီဖီအားနေရဝန်အခြေအနေယနေ့မြန်မာစံတော်ချိန်9နာရီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လေအောအနောက်အလဲပိုင်းတွင်ဖြစ်ပေါ်နေသောလေဖီအားနေရဝန် low pressure area သည်အနောက်ဘက်သို့ဖြင်းချင်းစွာရွေရှားခဲ့ရာဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းရင်းနှင်းဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်တောင်ပိုင်းကမ်းလွန်အနီးသို့ရောက်ရှိခဲ့ပါသည်နှစ်ခန့်မှန်းချက်အဆိုပါလေဖိအားနှင့်ရဝန်းသည်မြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေလျားနိုင်ကာဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းရင်းနှင်းဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းလွန်တွင် လာမည်24 နာရီတွင် အားကောင်းသောလေဖိအားနည်းရဝန်း one mark low pressure area အဖြစ်သို့ပုံမအားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်။သုံးမြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှု အဆိုပါလေဖိအားနည်းရဝန်း၏အရှိန်ဖြင့်တွေးဆင်လာသော အပူပြန်တက်တိမ်တိုက်များကြောင့်ယနေ့မှစ၍28ရက်9လ2025ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ်မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထချုံရွာသွန်းနိုင်ကနေရာကွက်၍မိုးကြီးခြင်းဒေတာအလိုက်မိုးကြီးခြင်းပြည့်စည်လက်ခြင်းမိုးချင်းခြင်းမိုးတီးကြွေခြင်း ငိုကြိုးပစ်ခြင်းနှင့်ငိုတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။ကိုယ်စိတ်နှစ်ဖြာစမ်းမရှင်လန်းကြပါစေ။